الحمد لله الحمد لله رب العالمين الذي انزل القران هدى للناس فيه تبيانا لكل شيء وهدى ورحمه وبشرى للمسلمين ان صلاتي ونسكي ومحياي ومماتي لله رب العالمين اني وجهت وجهي للذي فطر السماوات والارض حنيفا وما انا من المشركين رب اشرح لي صدري ويسر لي امري وعقدة من لساني يفقه قولي فاعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم المال والبنون زينة الحياة الدنيا والباقية الصالحات خير عند ربك ثوابا وخير املا آمنت آمن بالله آمنت بالله صدق الله العظيم လေးစားပါတော့လူချင်းမင်းပေါင်းတို့ခင်ဗျာယခုလိုရောင်းမလို့ကျွန်မနေ့ရမ်ဇန်လရဲ့တတရားမြောက်အပတ်မှာ ကျွန်တော်အနေနဲ့ကျွန်တော်မြတ်ကိုရံရဲ့အသိပညာတွေကိုပြန်လည်မျှဝေခွင့်ရရှိတဲ့အတွက်အလားရှိမြာအထူးပင်ကျေးဇူးတင်ရှိပြီးဖြစ်ပါတယ်ပြီးတဲ့နောက်မှာတော့ကျွန်တော်အားဒီကိုရံအသိပညာတွေကိုလေ့လာနိုင်အောင်သင်ကြားပြသကူညီပေးကြတဲ့ဆရာဆရာမများနဲ့တို့က ယခုလိုကြာရောက်ချိန်မြင့်ကြတဲ့ဂျမတ်သူဂျမန်သားများကိုအထူးပင်ကျေးဇူးတင်ရှိကြောင်းနဲ့လာရှမက်ထံမှငြိမ်းချမ်းမှုအပြားပြားကြာရောက်ပါစေကြောင်းဆုမွန်ကွန်တောင်းနဲ့နှုတ်ခွန်းဆက်ကြပါရစေ။အဆလာမုအလัยကွမ်ဝရဟမတူလာဟီဝဘရကာတု။လူချင်းမင်းတို့ခင်ဗျာကျွန်တော်အနေနဲ့ဒီနေ့ပတ်မှာတော့အလ်ဘာကီယတ်တုဆွာလီဟာလို့ခေါ်တဲ့အစဉ်အမြဲတည်ရှိနေမဲ့ကောင်းမှုများဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ပြလိုပါတယ်ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုတွေဥစ္စာပစ္စည်းတွေမိသားစုဝင်တွေတားသမီးတွေဟာကျွန်တော်တို့ဟာလူသားဖြစ်တာနဲ့အလျောက်အချိန်အတိုင်းသာတစ်ခုတစ်ခုထိပိုင်ဆိုင်ခွင့်ရတယ်ပြီးရင်ကျွန်တော်တို့ထားခဲ့ရကုံဆုံးသွားခဲ့ရတာပဲဖြစ်တယ်ကျွန်တော်မြတ်ကိုရန်ဆူရာရာမန်မှာလဲကွလူမန်အလိုက်ဟာဖန်ကပောမှာရှိသည်မြတ်အရာအားလုံးဟာ ပျက်စီးသွားမယ်ပျောက်ဆုံးသွားမယ်ဝရဘကဝါချက်ဟူရဘကဒါပေမဲ့အလာရှင်မြတ်ရဲ့ရက်တည်မှုကတော့ဆက်ပြီးတော့တည်ရှိနေမယ်ဆိုပြီးတော့ဖော်ပြတယ်ဒီတော့ဒီလိုမမြဲတဲ့သဘောတွေမမြဲတဲ့သဘောတရားတွေကြားတွေကနေပြီးတော့ကျမ်းတော်မြတ်ကိုရံမှာအလာရှင်မြတ်ကဖော်ပြတဲ့အကြောင်းအရာတခုရှိပါတယ်အဲ့ဒါအဲ့လိုဘာကိယတုစွာလီဟာလို့ခေါ်တဲ့အစဉ်အမြဲတည်ရှိနေမဲ့ကောင်းမှုတွေဆိုတာပဲဖြစ်ပါတယ် ဒီတော့အစင်အမြဲတည်ရှိနေမဲ့ကောင်းမှုတွေဆိုတာဘာလဲဘလို့အရာတွေဟာအစင်အမြဲတည်ရှိနေမှာလဲကျွန်တော်တို့ရေဘူးအားဖြင့်ယုံကြည်ချက်တွေမပါဘဲနဲ့ဘာသာရေးမပါဘဲနဲ့စဉ်းစားမယ်ဆိုရင်ကျွန်တော်တို့ပိုင်ဆိုင်တဲ့ဥစ္စာပစ္စည်းတွေ၊မွေကြီးတွေ၊ပိုင်ဆိုင်မှုတွေကိုကျွန်တော်တို့မရှိတော့တဲ့အခါမှာကိုယ့်မိသားစုဝင်တွေကိုပေးခဲ့မယ်ဆိုရင်အမွေပစ္စည်းအဖြစ်နဲ့အချိန်တိုင်းသာတစ်ခုအနေနဲ့သိရှိမယ်။ဒါမှမဟုတ်လည်းကျွန်တော်တို့ကကျွေးမီးတွေထားခဲ့မယ်ဆိုရင်လည်း အချိန်တိုင်းသာတခုတော့သိရှိမှာပေါ့နောက်ပြီးတော့ကျွန်တော်တို့ကကောင်းမွန်တဲ့အလုပ်တွေပရိဒါအလုပ်တွေလုပ်ခဲ့မယ်ဆိုရင်လေအဲ့ဒီလုပ်ရတဲ့အချိန်တိုင်းသာတခုနေတော့ရှိနေမယ်နောက်ပြီးတော့ကျွန်တော်တို့တက်တန်းမှာ ကျွန်တော်တို့ဆန္ဒရှိပေမဲ့ပြီးမြောက်အောင်မလုပ်နိုင်တဲ့အရာတွေကတော့ကြံခဲ့မှာပေါ့ဒါရေဘူကသဘောတရားဖြစ်စဉ်းစားတာဖြစ်တယ်ဒီတော့ကျွန်တော်မြောက်ကိုရန်စူရာနမ၁၈အနံပါတ်46မှာဘာပြောလဲဆိုတော့အလမာလူဝလဘန်နူနာဇီနတ်တုလ်ဟယာတ်ဒူနီယာ ဥစ္စာပစ္စည်းတွေတာသမီတွေဟာတဲ့ဒုနီယာလောကအတွက်အလတရားဖြစ်တယ်ဝလ်ဘာကီအတွက်စွာလီဟာသူခိုင်ရွန်အင်ဒါရောဖီကဆဝါဘောင်းဝခိုင်ရွန်အမလာဒါပေမဲ့ဘာကီအတွက်စွာလီဟာလို့ခေါ်တဲ့အစဉ်မြဲတည်ရှိနေမဲ့ကောင်းမှုတွေကတော့အလာရှမက်ထံမှာအကျိုးဆက်အားဖြင့်လည်းအကောင်းဆုံးဖြစ်တယ်အကောင်းဆုံးမျှော်လင့်ချက်ဖြစ်တယ်ဒီတော့ဒီအားကိုကျွန်တော်တို့လေ့လာတဲ့အခါမှာသတိထားတဲ့အချက်ချက်ရှိပါတယ်ဒီတော့ဥစ္စာပစ္စည်းတွေတာသမီတွေက ဒုနီယာလောကမှာခဏတာပိုင်ဆိုင်ရမှာမပေမဲ့အလားရှိမကဒီနေ့မှာဇီးနက်လို့ခေါ်တယ်အလတရားဆိုပြီးတုံလုံးလာတယ်ကျွန်တော်တို့ရဲ့ဘဝတွေလှပလာအောင် နေခြင်းစပွဲဖြစ်အောင်ပျော်စရာကောင်းအောင်အထိတ်ပဲရှိအောင်ကျွန်တော်တို့ကစီးပွားရှာတယ်မိသားစုတွေကိုတည်ဆောက်ကြတယ်ဒါတွေကလည်းအရေးကြီးပါတယ်ဒါနဲ့အတူဘာကိယတုဆွာလီဟာလို့ခေါ်တဲ့အစဉ်အမြဲတည်ရှိနေတဲ့ကောင်းမှုတွေဟာလည်းအင်မတန်မှအရေးကြီးတယ်ဆိုတာကိုအလားရှိမက ကျွန်တော်တို့ကိုဒီအားရကနေပြီးတော့တင် जा ပြတာပေးတာဖြစ်ပါတယ်။ဒီတော့လူတွေရဲ့သဘောတဘာဝအရာလူတွေကအစဉ်အမြဲတည်ရှိနေတာကိုကြိုက်ကြတယ်။အချိန်အကြာကြီးတည်ရှိနေတယ်။ဥပမာဆိုရင် ကျွန်တော်တို့ခေတ်အဆက်ဆက်မှာဆိုရင်ဟိုခေတ်အခါခါပေါ့နော်ခေတ်အဆက်ဆက်ကအာနာရှိတဲ့လူတွေဩဇာရှိတဲ့လူတွေကသူတို့ရဲ့ပြယုတ်တွေသူတို့ရဲ့နာမည်တွေသူတို့နဲ့ပတ်သက်တဲ့အထိတ်အမှတ်တွေကိုတိဆောက်တယ်။အုပ်ကူတွေ၊ခူကြီးတွေ၊ကြောက်စာတွေ၊မဟုတ်ဘုံမှတ်တမ်းတွေကိုရေးပြီးတော့သူတို့မရှိတဲ့အခါမှာလည်း တို့ရဲ့ legacy ပေါ့ဗျာအမွေနှစ်ကိုအကြာကြီးရှိစေခြင်းညယနေ့ခေတ်တစ်သေးတွေဆိုရင်လည်းကျွန်တော်တို့ sky tower တွေတိဆောက်တယ်ဥမာဆိုရင် threat tower လိုမျိုးတိုက်မိုးမျောတိုက်တွေတိဆောက်ပြီးတို့ရဲ့နာမည်တွေပေးထားတယ်ဒါတွေကအချိန်တိုင်းတာကိုတို့ကဟိုကြံစေခဲ့ခြင်းတော့ပေါ့ဗျာဒီတော့ကျွန်တော်မြန်ကိုရာမှာကြာတော့ဘာကီယတ်ဆိုဆွာလီဟာလို့ခေါ်တာဟာအစင်မြဲတည်ရှိနေမယ့်ကောင်းမှုဆိုတာကျွန်တော်တို့ဘလို့အလုပ်ကိုပဲလုပ်ရမယ်ဆိုပြီးတော့ကန့်သက်ဖော်ပြတာမရှိပါဘူးအင်တန်မှကျယ်ပြန့်ပါတယ် ျွန်တော်လေ့လာတွေ့ရှိတာကတော့အလားရှင်မြတ်ရဲ့လမ်းညွှန်ချက်နဲ့အညီပြုလုပ်ဆောင်ရွက်တဲ့ကောင်းမှုတွေပေါ့အဲ့ဒီကောင်းမှုတွေအတွက်အလားရှင်မြတ်ကပြန်ပြီးတော့အစားပေးတဲ့အကျိုးရလဟာကျွန်တော်တို့အတွက်အစဉ်အမြဲထာဝရသိရှိနေမှာဖြစ်တယ်အဲ့ဒီအကျိုးရလတွေဟာဒီဒုနီယာလောကကိုအခရီးအတွက်ပါသိရှိနေမှာဖြစ်တယ်ဒီတော့ကျွန်တော်တို့စဉ်းစားချက်တွေရပါဗျာပုံမှန်ဆိုရင်အများအကျိုးပြုတဲ့ စိတ်ရောဝေးတွေစောင့်မယ်ရေရင်းတွေတူးမယ်စတဲ့အလုပ်တွေရာလည်းအစဉ်မြဲတည်ရှိနေတဲ့အကောင်းမှုတွေမှာပါဝင်တာဖြစ်တယ်ဖြစ်တယ်လို့ပေါ့နော်ကျွန်တော်တို့လူတယောက်ချင်းစီကဘလို့မဆိုကိုဘဝမှာကိုရဲ့အနေထားဘဝရဲ့ပေးထားချက်ကိုကြောက်ရောက်တဲ့အခန်းကဏ္ဍကနေပြီးတော့ကောင်းတဲ့အလုပ်တွေအလားလမ်းညွန်တဲ့အလုပ်တွေကိုကျွန်တော်တို့စိတ်နှလုံးသားတွေကနေယုံကြည်ပြီးတော့လုပ်မယ်ဆိုရင်အဲ့ဒီလုပ်ရတဲ့အတွက်အချိုးရလက်တွေကိုအလားရှင်မက်ကချင်းမြမှာဖြစ်တယ်အဲ့ဒီအချိုးရလက်တွေကရှင်းတဲ့နေမှာဖြစ်တယ် ဒီတော့ဘာကြီးရတော့စွာလီဟာဆိုတာကျွန်တော်တို့ဘဝကိုနေ့စဉ်ဘလို့ရှောင်းလန်းလဲအလလန်းညွန်ချက်ကိုဘလို့အကောင်ခဲပေါ်တဲ့ကောင်းမှုတွေကိုလှုပ်ဆောင်လဲဆိုတာမူတည်ပါတယ် ဒီတော့ကျွန်တော်တို့ဘဝကိုရှောက်လန်းတဲ့လမ်းခီးပေါ့ဗျာအဲ့တော့လမ်းဆိုရဲအတုံးလုံးမှာကျွန်တော်များကိုယ်တိုင်မှာလမ်းနဲ့ပတ်သက်ပြီးအတုံးလုံးနဲ့သကလုံးတွေအများကြီးရှိပါတယ်ဥပမာဆိုတော့တော်ရီကာဆိုတဲ့သကလုံးကလည်းအဲ့ဒါလမ်းကိုတုံးတာပဲဆက်ပြီးဆိုရလဲကျွန်တော်တို့သိတယ်ဆက်ပြီးလစ်လာအလလမ်းပေါ့ဗျာတုံးလုံးကြတယ်နောက် far ဆိုတဲ့သကလုံး hash နဲ့ပတ်သက်ပြီးတုံးလုံးနဲ့ hash အချိန်ရောက်တဲ့အခါမှာတဲ့တောင်ချိုတောင်ကြလမ်းအတွက်တည်းကနေပြီးတော့အဲ့ဒီလူတွေအသိအထံကိုလာမဲဆိုတဲ့နေရာမှာတုံးလုံးနဲ့အတုံးလုံးတွေပေါ့အဲ့ဒီနေရာကမှာ ထူးခြားတဲ့ဇာတ်ကလုံးတစ်လုံးရှိပါအဲ့ဒါဆွေရွားလို့ခေါ်တယ်ကျွန်တော်တို့နေ့စဉ်လူချင်းမျိုးဆိုရာဖတ်တရားဖတ်တဲ့အခါမှာဆွေရွားတော်မစတက်ကြီးဆိုပြီးတော့ရွတ်ဆိုကြတယ်အဲ့ဒီဇာတ်လုံးကဘာထူးခြားတာလဲဆိုတော့အရှိရာကျွန်တော်ပေါ်ပြခဲ့တဲ့အရှိရာကျွန်တော်ပေါ်ပြခဲ့တဲ့ဇာတ်ကလုံးနေရာပေါ့နော် သူတို့ဟာအများကြီးရှိတယ်အများကြီးပုံစံတွေပေါ်ပြလို့ရတယ်အဲ့လိုဆွေရွားဆိုတဲ့ဇာတ်ကလုံးကြတော့ RB ခံတော်ဝင်အတုံးတော့ classical arabic အတုံးတော့မှာသူကအများကြီးမရှိဘူးသူကတက်ကိန်းပဲရှိတယ်။လမ်းကတလမ်းပဲရှိတယ်။အဲ့ဒီလမ်းကဘာလဲကျွန်တော်တို့အလားရှိကိုတွားမယ်အလားရှိမြက်လမ်းညွန်ချက်နဲ့အညီကိုဘောကတင်ဆောက်တဲ့လမ်းဖြစ်တယ်။အဲ့တော့ဘာကြီးရဲ့သူစွာလေးရာစွာလေးအဲ့လိုပဲကျွန်တော်တို့နေ့စဉ်အသေးဖွားလေးကျွန်တော်တို့စကားပြောတဲ့အခါမှာအလားလမ်းညွန်ချက်နဲ့အညီပြောမယ်စီးပွားရေးလုပ်တဲ့အခါမှာအလားလမ်းညွန်ချက်နဲ့အညီလုပ်မယ်ကိုပေါင်ဝဲချင်ကိုအနီးနားမှာရှိတဲ့လူတွေကိုကောင်းကောင်းမွန်မွန်ဆက်ဆံမယ်အဲ့ဒီအသေးလို့ရကနေပြီးကျွန်တော်တို့ ထပ်ပွားမယ်လို့ရသေးဖြစ်တယ်ဒါတော့ကျွန်တော်ဆက်ပြီးတော့လည်းနောက်အရက်တွေနဲ့ထပ်ပြီးတော့အတင်ပြပါမယ်အဲ့တော့အမြဲရှေ့တန်နေမဲ့အရာတွေအကြောင်းပြောရကျွန်တော်တို့ပထမအချက်နေတဲ့အရေးကြီးတဲ့အချက်ကတော့နံပါတ်၁ကတော့အလားရှင်မြတ်ရဲ့ဂရိတော်ဟာအမြဲသိရှိနေမယ့်အရာဖြစ်တယ်ကျွန်တော်တို့လူချင်းမျိုးတို့အားလုံးထားရတဲ့အလားနဲ့ဂရိအလားရှင်မြတ်ကကျွန်တော်တို့ပြန်ပြီးတဲ့ဂရိတော်စကားတော်ဟာအမြဲသိရှိကြံ့ရင့်နေမယ့်နေရာအရာဖြစ်တယ် ကျွန်တော်မြေကိုယ်တိုင်ဆူရာနံပါတ်16အာနံပါတ်95မှာဘယ်လိုဖော်ပြလဲဆိုတော့ဝလာတက်စတရူဘီအာဒီလာဟီဆမနန်ကလီလာအင်နမာအင်ဒလာဟီဟူဝခိုင်ရွန်လကွန်အင်ကွန်တွန်ဒါလမူမာအင်ဒကွန်ယန်ဖဒူဝမာအင်ဒလာဟီဖကတ်အသင်တို့ဟာအလာရှိမြတ်နဲ့ထားတဲ့ဂရိဗရိညေကိုအနှဲငယ်တော့အဖိုးမွေနဲ့လဲလှယ်ခြင်းမပြုနိုင်နဲ့ကဲလို့အသင်တို့သိမှဆိုရင်အလာမအလာမှာရှိတဲ့အရာတွေကအကောင်းဆုံးဖြစ်တယ်နောက်ပြီးတော့ဗာပြောလဲ အသင်တို့မှာရှိတဲ့အရာတွေကကုံဆုံးသွားမှာဖြစ်တယ်ဒါပေမဲ့ဝမာအင်တလာဟိဘာကအလားရှိမှာရှိတဲ့အရာတွေရောဘရောမှာကုံဆုံးသွားမယ့်အရာတွေမဖြစ်ဘူးဆိုပြီးတော့ဖော်ပြတယ်ဒီတော့အလားရှိမြတ်ထားတဲ့ခရီးကျွန်တော်တို့လူကြီးမျိုးတို့အားလုံးအလားရှိမြတ်ခရီးတွေထားရကြပါတယ်ကျွန်တော်မြတ်ကိုရံမှာလည်းအလားရှိမြတ်နဲ့ထားတဲ့ခရီးဆိုပြီးတော့ဖော်ပြရတဲ့ဟာတော့ကျွန်တော်အနေနဲ့ခြုံငုံကြည့်မယ်ဆိုရင်အမျိုးအစား၃ခုလောက်ကိုတွေ့နိုင်ပါ ပထမအနေနဲ့လူတွေပေါ့နော်ဗနီအာဇန်လို့ခေါ်တဲ့လူသားမျိုးနွယ်တွေကလူဖြစ်တဲ့ဖြစ်တည်မှုအစမှာအလရှိမနဲ့ခရီးထားရကြပါတယ်။ဆူရာခွန်အာနံပါတ်182မှာဟိုကျွန်တော်နားလည်တာလေးကိုပြန်ပြောမယ်ဆိုရင်အလရှိမကလူတွေကိုကိုယ်တိုင်တက်တည်ခံပြီးတော့မေးတယ်။အတင်တို့ရဲ့ပြုစုပြောထောက်ခြင်းကဘလူဖြစ်လဲဆိုပြီးတော့မေးတဲ့အခါမှာလူသားတွေကဖာပြောလဲဆိုတော့ကျွန်တော်တို့ကိုယ့်ကိုယ်ကိုတက်တည်ခံပြီးတော့ပြောတယ်။ အတင်တို့ရဲ့ပြုစုပြုကျွန်တော်တို့ရဲ့ပြုစုပြုထောင်ခြင်းဟာအလားဧကံအမှန်အလားရှင်မင်းဖြစ်တယ်ဆိုပြီးတော့ဂရိတ္တစာပြုလာတာဒါတမျိုးပေါ့နောက်တစ်ခုနေနဲ့ကျွန်တော်တို့ဒီနေ့ကိုယ့်ကိုမွတ်စလင်လို့ခေါ်တဲ့အစ္စလမ်ဘာသာဝင်တွေကကျွန်တော်တို့အားလုံးနှုတ်ကနေရွတ်ဆိုကြတယ်ကျွန်တော်တို့စိတ်ထဲမှာယုံကြည်ကြတယ်လာဟီလာအစ္စလာမိုဟာမက်ဒ်ရုစလူလာဆိုပြီးအလားရှင်မင်းနဲ့ဂရိတ္တစာထားတယ်အလားလွယ်လို့တခြားအရာဘယ်အရာဝမအာဟုအာသမပြုအလားလမ်းညွန်ချက်နဲ့အညီတာဘဝတည်ဆောက်မယ်ဆိုတဲ့ခရီးပေါ့ ဲ့ဒီကရိယာလည်းအင်တမအရေးကြီးပါတယ်နောက်ထပ်ကျွန်တော်တို့ကရိတမျိုးကတော့ကျွန်တော်တို့ပုံကိုရေးရပါဗျကျွန်တော်တို့တဝူးတယောက်ချင်းစီရပြီအလားကျွန်တော်ဒီကိစ္စတွေကိုအဆင်မပြေဘူးဒီလိုဖြစ်ချင်တယ်ကျွန်တော်အလားရှင်မြတ်လမ်းမှာဒီလိုအလုပ်တွေလုပ်မယ်ဆိုပြီးထားတဲ့ကရိတွေမျိုးရှိတာပေါ့အဲ့တော့ကျွန်တော်တို့လူသားမျိုးနယ်တွေအနေနဲ့အလားရှင်မြတ်နဲ့ထားရတဲ့ခရီးအတွက်ကိုအလားဘာပြန်ပြောလဲဆိုတော့စူရာခွန်အာနမ35မှာယာဘနီအာဒမ်လူသားအပေါင်းတို့ပေါ့အင်မာယတယနကွန်ရဆူလွန်မင်ကွန်အကယ်လို့ ကယ်၍ရစူတမန်တော်တဘာဘာသင်တို့ထံကိုရောက်လာတဲ့အခါမှာယခုဆူနာအလိုက်ကွန်အာယာတိဖာမနတကဝအစလဟပြီးတော့အဲ့ဒီရစူတမန်တော်ကအသင်တို့ကိုအလာရှင်မြတ်ရဲ့အာယတ်တတ်တဲ့လက္ခဏာတွေကိုဖတ်ကြားပြတဲ့အခါမှာတဲ့ဖာမနတကအသင်တို့တကဝတရားထားမယ်ဝအစလဟကိုကိုကောင်းမွန်အောင်ပြုလို့ပြောင်းလဲမယ်ဆိုရင်ဖလာခေါဖွန်အလိုက်ဟင်ဝလာဟုမြာဇာလို့အသင်တို့ကဘယ်တော့မှပူပန်သွေး ပူဆွေးရမှာမဟုတ်ဘူးသူတို့တောကရောက်ရမှာမဟုတ်ဘူးဆိုပြီးအလရှိမက်ကခရီးကိုပြောပြဒီတော့အလလမ်းညွန်ချက်ကိုကျွန်တော်တို့လိုက်နာပြီးတော့ဆောင်ရွက်တဲ့လုပ်ရတဲ့အတွက်အလာပေးတဲ့အရာတွေကအမြဲတည်တတ်နေမဲ့ကောင်းကျိုးတွေဖြစ်တယ်ဒီတော့ပုံမှန်ဆုံးတော့ကျွန်တော်တို့ကအလာနဲ့ထားတဲ့ခရီးကိုတီးဖို့ဆိုတာလွဲဖို့ပါတယ်ဒါပေမဲ့လူရဲ့သဘောတဘာဝလူဟာရေတိုးအချိုးစည်းပွားကိုကျွန်တော်တို့ကြည့်တတ်ကြတယ်ခေတ္တခဏကိုအစဉ်ပြင်မဲ့အရာကိုကိစ္စတစ်ခုကိုစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ဖြစ်တခြားအရေးကြုံလို့ဖြစ်ဖြစ် ကျွန်လို့ဆိုရင်လူဟာရေတူတာအလင်လိုပြီးတော့အာဘုတ်ရှာတတ်ကြတယ်အလားအဝဲလိုတခြားအရာတွေကိုအာဘုတ်အားထားပြုတ်လေအဲ့လိုအရာတွေကပျောက်ဆွယ်သွားမယ့်အရာတွေပဲဖြစ်တယ်အလားရှင်မြတ်ကလာကျွန်တော်တို့ဘဝအတွက်အစဉ်အမြဲတည်ရှိနေမယ့်ထောက်ပံ့ပေးတော်မူတဲ့အရှင်ဖြစ်တယ်ဒီတော့ကျွန်တော်မြို့ကိုရမှာဒီအစဉ်အမြဲတည်ရှိနေမယ့်အရာတွေနဲ့ပတ်သက်ပြီးတော့ နောက်ကျွန်တော်လေ့လာတွေ့ရှိတာကတော့ကလိမတ်တန်ဘာသီရတန်လို့ခေါ်တဲ့တမန်တော်အစ်ဘရာဟင်ရဲ့စကားဖြစ်တယ်။တမန်တော်အစ်ဘရာဟင်ကတောင်ဟိလို့ခေါ်တဲ့အလားတပါးတဲ့တည်ရှိခဲ့တဲ့အကြောင်းကိုဖော်ပြခဲ့တယ်။အဲ့ဒီစကားဒီနေ့သိရှင်းတဲ့။ဒါကိုကျွန်တော်ဥပမာနဲ့ဘာကိုပြောချင်လဲဆိုတော့မိုဟာမက်အလီကျွန်တော်တို့ကဘာကျော်လောဝိဆရာမိုဟာမက်အလီကဘာပြောလဲဆိုတော့ तू ကအင်တာဗျူးတစ်ခုမှာ तू ကအစအစ္စလမ်ဘာသာဝင်မဟုတ်ဘူး။နောက်ကျမှ तू ကအစ္စလမ်ဘာသာဝင်ကိုဟိုကူးပြောင်းလာပြီးတော့ तू ကအင်တာဗျူးတစ်ခုမှာဘာပြောလဲဆိုတော့ မြစ်ထဲမှာရေတွေရှိတယ်တဲ့ချောင်းထဲမှာလည်းရေတွေရှိတယ်ရေပင်နေရာမှာပဲရှိတယ်နောက်ဆုံးကျရင်အဲ့ဒီကပင်လယ်သမုဒ္ဒရာထဲကိုရောက်သွားတာပဲတဲ့သူကဘာပြောချင်တာလဲဆိုတော့ဒီအစ်ဗရာဟိမရဲ့ religion လို့ခေါ်တဲ့ဂျူးဘာသာတွေခရစ်ယာန်ဘာသာတွေရောလေ့လာမယ်ဆိုရင်ဒီဂျူးဘာသာကိုလေ့လေအခါလေ့လာတဲ့အခါမှာမိုးဆက်ရဲ့သူ့ရဲ့မူလပုံစံသူ့ရဲ့အရှိတရားသူဘလို့လှုပ်ဆောင်ခဲ့လဲဆိုတော့သူ့ရဲ့မူလရင်းမြစ်ကိုပြန်သွားရင်အလားရှိမြတ်ကိုတွေ့နိုင်တယ်ဒီလိုပဲဂျီဆပ်ရဲ့ ူရဲ့ပြောကြားခဲ့တဲ့စကားတွေသူလုပ်ခဲ့လုပ်ရက်တွေအဲ့ဒါတွေအားလုံးရဲ့မူရင်းမူလပထမကိုသွားပြီးပုံစံကိုကြည့်မယ်ဆိုရင်အလားကိုပြန်တွေ့နိုင်တယ်ဆိုတဲ့အကြောင်းပြောတာဖြစ်ပါတယ်ဒီတော့ဘာကရဲ့သူစွာလီဟာဆိုတဲ့အစဉ်အမြဲတည်ရှိနေမဲ့ကောင်းတဲ့ကောင်းမှုတွေပေါ့ဗျာအဲ့မှာစွာလီဟာဆိုတဲ့စကားလုံးကကျွန်တော်တို့လူချင်းမင်းတို့အားလုံးချင်းနေပါတယ်အမှန်လေစွာလီဟာလို့ခေါ်တယ်ကောင်းတဲ့လုပ်ရက်တွေပေါ့အဲ့စွာလီဟာဆိုတဲ့စကားလုံးကိုလေ့လာရင်တော့ကျွန်တော်တို့အများကြီးလေ့လာလို့ရပါတယ်သူ့ရဲ့ မူလအတုံးလုံးဆွာလာဟလို့ခေါ်တဲ့ရေးမြစ်မှာသူကတခုခုကောင်းပုံအောင်လုပ်တယ်အချိန်နဲ့တခုပြန်တက်မဲ့အောင်လုပ်တယ်ဆိုပြီးတော့ဖော်ပြတယ်အဲ့ဒီကမှဆွာလျားဆိုရင်ကောင်းတဲ့အလုပ်ရက်ကိုရောက်လာတာပေါ့ဗျာဒီတော့ဒီနေ့ခေတ်စိတ်ပညာကိုလေ့လာတဲ့စိတ်ပညာရှင်တွေကဘာပြောလဲဆိုတော့လူရားတဲ့24နာရီတနေ့မှ24နာရီဒီဘက်မှာ9ရက်24/7စိတ်ကောင်းရှိတယ်ဆိုတဲ့လူဆိုတာမရှိဘူးတဲ့ လူဟာအမြဲစိတ်ကောင်းရှိနေတာမဟုတ်ဘူးလူရဲ့သဘောတဘာဝကကျွန်တော်မျိုးကိုရမလေးဖော်ပြတယ်မကောင်းတဲ့ဘက်ကိုတိုက်တော့တယ်ဒီတော့လူဟာကိုယ့်ကိုယ်ကိုပြန်ပြီးတဲ့မဲ့ကောင်းမွန်အောင်လုပ်ရတယ်ကျွန်တော်တို့စိတ်ကောင်းထားမယ်ကောင်းတဲ့လုပ်ရတဲ့ကိုလုပ်မယ်ဆိုတာလူရဲ့ရွေးချယ်မှုဖြစ်တယ်ဒီတော့ဒီစွာလီဟာရဲ့သဘောကလည်းအဲ့လိုမျိုးပဲကျွန်တော်တို့ဒီစွာလီဟာဆိုတဲ့ဇာကလုံးကကျွန်တော်မျိုးကိုရမလေးလာမယ်ဆိုရင်တောင်ပါဆိုတဲ့ဇာကလုံးနဲ့အလားရှိမဲ့ဘက်ကိုပြန်လှည့်တယ်ဆိုတဲ့ဇာကလုံးနဲ့နေရာတော်တော်များများမှာ တွဲပြီးတော့ရှင်းတွဲပြီးတုံးထားတာတွေ့ရတယ်ဒီတော့ဒီလိုစွာလီဟာလို့ခေါ်တဲ့မိမိကိုယ်ကိုထဲချောင်းပြုတ်ပြင်နေဆိုတာတောက်ပါအလားဘက်ကိုပြန်လဲနေဆိုတဲ့စလုံးနဲ့တုံးလုံးထားတာကိုတွေ့ရတာနဲ့အလျောက်တကယ်လို့ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့လုံရက်တည်းဟာအလားရှင်မြတ်ရဲ့လမ်းညွန်ချက်အလားအလိုတော်နဲ့ဆန့်ကျင်နေမယ်ဆိုရင်တော့ကျွန်တော်တို့ဟာဒီအချိန်မှာပြုတ်ပြင်ပြောင်းလဲဖို့အသင့်ဆုံးအချိန်ဖြစ်တယ်ကျွန်တော်တို့ရဲ့စီးပွားရေးကိစ္စတွေမိသားစုကိစ္စတွေ ရေးရာတွေနောက်ပြီးတော့အမွေကိစ္စတွေအဲ့ဒီလမ်းညွှန်ချက်တွေမှာကျွန်တော်တို့ကတခြားလူတွေရဲ့အခွင့်အရေးတွေကိုယူနေမိမယ်တခြားလူတွေကိုဖိနှိပ်မယ်ခွဲခြားဆက်ဆံမယ်တခြားလူတွေရဲ့မကောင်းကြောင်းပြောတာတွေကိုနှိမ့်ချိုင်နေမယ်စတဲ့အလားဆန့်ကျင်တဲ့အလားမကြိုက်တဲ့အလုပ်တွေကိုလုပ်နိုင်မယ်ဆိုရင်ကျွန်တော်တို့ကအလားဘက်ကိုပြန်လဲဖို့ဆိုတာအကောင်းဆုံးအခြေအနေဖြစ်တယ်အထူးသဖြင့်ဒီလိုလမ်းမြတ်ရန်တန်ပေါ့ရန်တန်လာမှာကျွန်တော်တို့ရဲ့နှလုံးသားတွေကနုံညံ့နေတယ်ဒီအချိန်မှာလမ်းမဘက်ကိုပြန်လျှောက်ဖို့ အတင့်လွယ်ဆုံးအချိန်ဖြစ်တယ်။ကျွန်တော်မြေကိုရံမှာလည်းဒီတောင်ပါနဲ့ပတ်သက်ပြီးလာရှင်ဘက်ကဆိုတာ39အားနံပါတ်53မှာဘာပြောလဲဆိုတော့ကုလရာအီဘာဒီဟိုငါရဲ့အီဘာဒီအပေါင်းတို့အလဇီနာအစရာဖူအလာအန်ဖူစင်ဘလိုလူတွေလဲကိုကိုကိုတဲ့အင်မတန်မှမကောင်းတဲ့လုပ်ရက်တွေကိုလုပ်ပြီးတော့နှင်းပန်နှိမ့်စင်မဲ့လူတွေကိုကိုကိုဗျဟိုမကောင်းတဲ့လုပ်ရက်ကိုလုပ်ပြီးမိုက်ထက်မိုက်မိအောင်လုပ်နေမိတဲ့လူတွေကိုအလာရှင်ဘက်ကဘာပြောလဲလာတက်ဖနာဒူမီရော့မတ်လာ အသင်တို့ဘရောမှအလရဲ့ခယူနာကနေပြီးတော့မျောလေးချက်မမင်းနေအင်နလာယက်ကဖီရုယက်ကဖီရုဇိုနူဘာချမ်ပီယာအေကမ်မအလရှိမြက်ကအသင်တို့ရဲ့ပြစ်မှုတွေအားလုံးကိုခွင့်လွှတ်မယ်အင်နဟူဝါကဖူရုရဟူကဖူရုန်ရဝဟီအေကမ်မအလရှိမြက်ကအင်တမ်မရေရောစွာခွင့်လွှတ်တော်မူတော့တနာကျင်နာတော်မူတော့အရှင်ဖြစ်တယ်ဒီတော့ဒီအားမှာကျွန်တော်အဓိကဘာပြောချင်လဲဆိုတော့ကျွန်တော်တို့ကလူဟာတစ်ခါလေကြာရင်မှားနေပေမဲ့ကိုယ့်ကိုယ်ကိုပြင်လို့မရတော့ဘူးဆိုပြီးသင်တတ်တဲ့အခြေအနေရှိတယ် မိုက်တွင်းနှက်ရကြတယ်ငါကတော့လမ်းဆုံးနေပြီမဖြစ်တော့ဘူးဒီတိုင်းပဲဆက်သွားမှာပဲငါရဲ့အခြေအနေကတော့ကိုလို့ကဲလို့မရတော့ဘူးဆိုပြီးတော့မျောလင့်ချက်မဲ့သွားတဲ့အခြေအနေမျိုးဖြစ်တတ်ကြတယ်ဒါပေမဲ့ဒီအဲမှာဘာပြောလဲလာရှင်မကကျွန်တော်တို့ဘယ်တော့မှမျောလင့်ချက်မမဲ့နဲ့ကိုကိုဘလို့ပဲမကောင်းမှုတွေကျူးလွန်မိပါစေလာရှင်မရဲ့ ibody ဖြစ်ရင်ကျွန်တော်တို့ဒီနေ့အလတ်လမ်းညွှန်ချက်ကိုတည်တယ်ကိုယ်လည်းကမှားနေတယ်ဆိုပြီးတိတဲ့အခါအဲ့ဒီအချိန်ကပြုတ်ပြင်ပြောင်းလဲဖို့အကောင်းဆုံးအချိန်ဖြစ်တယ် မျောလင်းချက်မဲ့ဆရာမလို့အင်ကန်အမှန်အလားရှိမကအင်တန်မှခွင့်လွှတ်တော်မူသောအခြေဖြစ်တယ်ကျွန်တော်တို့မျောလင်းချက်မဲ့တယ်ဆိုတာကျွန်တော်တို့ iblis ရဲ့အခြေအတွေ့ဖြစ်တယ် iblis ရဲ့မူလစကားလုံးကိုလေ့လာမယ်ဆိုရင်လည်းမျောလင်းချက်မဲ့တယ်ဆိုတဲ့အသေးပဲလေးပေါ့ပဲကျမ်းမြေကိုယ်တိုင်ဆိုတာနမ83အာနမစအာနမ30မှာလည်းအလားရှိမကအင်တန်မှအချိန်ချင်းအခါခါခွင့်လွှတ်တယ်ဆိုတဲ့စကားလုံးကိုဘယ်လိုသုံးသုံးလဲဆိုတော့ gafaron ဆိုတဲ့စကားလုံးကိုသုံးလုံးတယ် အဲ့တော့ကျွန်တော်တို့ကရိယာပုံစံဖတ်အားလို့ဆိုတဲ့ပုံစံဖြစ်တယ်။အဲ့ဒီပုံစံကဘာလဲဆိုတော့ကျွန်တော်တို့အလုပ်တစ်ခုကိုထပ်မံထပ်မံအချိန်ချင်းအခါခါလုပ်တဲ့ပုံစံဖြစ်တယ်။ဥပမာဆိုရင်ကျွန်တော်တို့ခိုက်ရအောင်ဆိုရင်အချုပ်သမားအချုပ်သမားအပောက်လေးကိုတစ်ပောက်ထိုးတယ်အင်းကြီးကိုပြန်ထွက်တယ်နောက်တစ်ပောက်ကိုပြန်ထိုးတယ်သူကအဲ့လိုထိုးတယ်ထည့်တယ်ပြန်ပြီးတော့အင်းကြီးပောက်ကိုချုပ်နေလို့သူကအချုပ်စရာလို့ခေါ်တယ်။ခတ်စားလို့ဆိုရင်သူကအသားခုတ်သမားဗတ်ချာပေါ့ဗျာအင်္ဂလိပ်ဆိုသူကအသားသရုံးကိုခုတ်တယ်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 အဲ့လိုအလုပ်ကိုပဲလုပ်တယ်။ဒီမှာအလားရှိမကသုံးလုံးတဲ့ပုံစံကဖာရော လာရှိမြတ်ကအကျင့်ကျင့်အဖက်ဖန်ခွင့်လွတ်နေဆိုတဲ့အတုံးလုံးနဲ့အတုံးလုံးတာပေါ့ဒါတော့ကျွန်တော်တို့ကျမ်းစာမြတ်ကိုရာမှာလေ့လာမယ်ဆိုရင်လေဘနီအစ္စရာရဲ့အကြောင်းတွေဘနီအစ္စရာရာအင်တန်မှသူတို့ကစိုးသွမ်းနေအလားအောကျေးဇူးကန်နေတမန်တော်မူဆာအမျိုးမျိုး complain တွေတက်တယ်ကျွန်တော်တို့ဒီလိုအစားအသောက်တွေမစားကြတော့ဘူးနောက်ထပ်အစားအသောက်မျိုးတွေပြောင်းပေးဖို့လုပ်ပြောတယ်ပြီးတော့တမန်တော်မူဆာမရှိတဲ့အချိန်မှာလည်းနွားရုပ်ထုပို့ဝယ်သူတို့ဘလို့ပဲအဲ့လိုအလုပ်တွေလုပ်စေခါမို့အလားရှိမကသူတို့အလားဘက်ကိုပြန်လှည့်ဖို့ အခွင့်အရေးကိုပေးတာ။ဒါအလားရှိမကအင်တန်မှခွင့်လွှတ်တော်မူတော့မဟာကုဏရှင်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့နိုင်တာပေါ့။ဒီတော့ကျွန်တော်တို့လူကြီးမျိုးလည်းပထမအဦးဆုံးနဲ့ကိုယ့်ရဲ့လောရတရားမှားတယ်ဆိုရင်အလားရှိမဘက်ကိုပြန်လှည့်ဖို့ကျွန်တော်တို့ကဘာမှတုံ့ဆိုင်စနေစရာမလိုဘူး။အရှင်းဘက်ကိုပြန်လှည့်ပြီးတော်ပါလုပ်ပြီးအမလေးစွာလေဟာလို့ခေါ်တဲ့ကိုယ့်ကိုယ်ကိုပြုတ်ပြင်ပြောင်းလဲပြီးကောင်းမွန်တဲ့လုပ်ရည်တွေကိုလုပ်ဖို့အတင်းတော်ဆုံးအချိန်ဖြစ်တယ်ပေါ့။နောက်ပြီးရင်ကိုပြီးတဲ့အခါမှာတော့ကျွန်တော်တို့ကကိုချစ်ရတဲ့လူတွေ ကိုယ့်ရဲ့မိသားစုဝင်တွေကိုယ့်ရဲ့မိစေတွေရတယ်သူတို့ရဲ့လုပ်ရက်တွေကအလားရဲ့လမ်းညွှန်ချက်တွေနဲ့စန့်ကျင်နေမယ်ဆိုရင်ကျွန်တော်တို့ကသူတို့ကိုဟိုအလားရဲ့လမ်းညွှန်ဘတ်တေစီကိုပြန်ပြီးဖိတ်ခေါ်ဖို့လိုတယ်ဒါမှမဟုတ်ဘယ်တစ်ခါကျကျွန်တော်တို့ကဖြစ်တယ်ဟာ तू ကတော့ကွာဒီလိုလုံးမှာပဲဖြစ်မှာဒီလိုမဟုတ်ရင်တော့မဖြစ်ဘူး तू ကဒါလေးလုံးဉာဏ်မှာရှင်းတတ်တာကျွန်တော်တို့ကဟိုမေတ္တာနဲ့ပြုနာနဲ့အဲ့လိုမျိုးစဉ်းစားပေးတတ်ကြတယ်တကယ်ကကျွန်တော်တို့ကသူတို့ကိုချစ်ခင်တာမှန်ရင်သူတို့ရဲ့အာခေရတ် သူတို့ရဲ့အနာဂတ်အတွက်ကိုလည်းထဲ့တွင်စဉ်းစားပေးဖို့လိုပါတယ်နောက်ထပ်တစ်ချက်အနေနဲ့ကျွန်တော်အနေနဲ့ကြားတယ်ကျွန်တော်တို့လောက်ရတဲ့ရာမှန်ကန်မဲ့ဆိုရင်အလားရှိမြက်ကအဲ့ဒီလောက်ရတဲ့ကိုတိုးတက်စေမှာဖြစ်တယ်ကျွန်တော်မြတ်ကိုရန်ဆူရာနံပါတ်19အားနံပါတ်86မှာဗာပြောလဲဆိုဝါယစီဒူလာဟူလဇီအာဒါတောင်းခူဒါဝလဘာဂီယတ်ဆွာလီဟာတူခိုင်ရွန်အင်ဒါရဘီကဆဝါဘောင်ဝခိုင်ရွန်မာရဒါ ျွန်တော်တို့လုပ်ရတဲ့ဟာတရားလမ်းမှန်နဲ့မှန်ကန်တဲ့လုပ်ရတဲ့ရှိမှဆိုရင်အဲ့ဒါရှိမှအဲ့ဒီလုပ်ရတဲ့ပို့ပြီးတရားလမ်းမှန်မှာတိုးတက်စေမယ်နောက်ပြီးတော့ဒီလိုဘာဒီရတို့စွာလျားလို့ခေါ်တယ်ကျွန်တော်အခုနပြောတဲ့နဲငယ်ပဲသေးတယ်ဆိုတော့ဟိုကောင်းတဲ့လုပ်ရတဲ့ကိုလုပ်စေကြမို့အဲ့ဒီလုပ်ရတဲ့တဖြည်းဖြည်းနဲ့ကြီးပွားပြီးတော့အစင်မြဲတည်ရှိနေမယ့်အရာတွေဖြစ်လာမယ်ဆိုပြီးတော့ပေါ်ပြတာပေါ့ဒီတော့ကျွန်တော်တို့ဒီလိုဘာဒီရတို့စွာလျားလို့ပြောတဲ့အခါမှာ ဒီအာရရဲ့အပေါ်အရာတွေကိုကျွန်တော်တို့လေ့လာကြည့်မယ်ဆိုရင်အလာရှင်မြတ်ရဲ့အမိန့်တော်ပေါ့ဗျာအလာရဲ့လမ်းညွန်ချက်ကိုအနှင်းငယ်တော့မွေချင်းနဲ့လဲလေတယ်ဆိုတဲ့အုပ်စုတစုရှိသလိုအလာရဲ့လမ်းညွန်ချက်ကိုဩဇာအာဏာမိမိတို့ရဲ့လူဖွဲ့စည်းမှာဩဇာအာဏာတည်ဆောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လဲလေတဲ့အုပ်စုတွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကရေဘူးအားဖြင့်စီးပွားရေးလုပ်တဲ့အခါမှာဖြစ်ဖြစ်ဖြစ်ကိုယ့်ရဲ့ခုံစင်းကြော်စောပုံမှာဖြစ်ဖြစ်ရေတိုးအချိုးစီးပွားကိုကြည့်ပြီးအလာလမ်းညွန်ချက်နဲ့ ဘလို့ပဲလွမ်းနေပဲစေငါတော့ခိတ္တခဏအဆင်ပြေသွားမယ်ငါပီတာဆိုအဆင်ပြေသွားမယ်ဆိုပြီးတော့လှုပ်တတ်ကြတယ်ပေါ့နော်ဒီလိုလှုပ်ရတဲ့ညာကျွန်တော်တို့အတွက်အချိုးရှိမယ်ဆိုရင်တော့ရေးတူတာဖြစ်တယ်တကယ်ပဲကျွန်တော်တို့စစ်မှန်တဲ့အချိုးရလက်ကအလားရှင်မြတ်ပေးတဲ့အချိုးရလက်တွေကကျွန်တော်တို့အတွက်ရှင်အတန်နေမဲ့အချိုးရလက်တွေဖြစ်တယ်ဆိုတာကိုဖော်ပြလိုတာပေါ့ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုရင်လေတခါလေကြာရင်ကျွန်တော်တို့ကခုနပြောသလိုပဲကိုယ့်ရဲ့ အင်အားတောင့်သိဖို့ဩဇာအာဏာရှိဖို့ဂုဏ်သိက္ခာရှိဖို့လုပ်ထကြတယ်အဲ့လိုအလုပ်တွေအတွက်အလားရှိမကဘာပြောလဲဆိုဆိုရနံပါတ်35အားနံပါတ်30မှာမန်ကာနာယူရီဒူလ်အစ္ဇာဒဖလလာဟီလ်အစ္ဇာဒူလ်ဂျမီလာဒီအားကဘာပြောလဲဆိုတော့ဂုဏ်သိက္ခာကိုလူလူရှိတဲ့လူတွေအတွက်တယ်အလားရှိမကစင်ပါလားအစ္ဇာလို့ခေါ်တဲ့တကယ်စစ်မှန်တဲ့ဂုဏ်သိက္ခာတွေကအများအပြားရှိတတ်ကြတယ်ကျွန်တော်တို့ကလူတွေကကျွန်တော်တို့တိက္ခာတန့်အောင်လုပ်ပေးနိုင်တယ်ဩဇာအာဏာရှိအောင်လုပ်ပေးနိုင်တယ်ဆိုပြီးတော့ထင်တတ်ကြတယ် တကယ်တော့လူတွေကလူတွေရဲ့နှုတ်ဖျားနေပြီကျွန်တော်တို့ရဲ့တိတ်ခါတွေကိုဆွဲချလို့ရတယ်။ဂုံတရင်တွေကြော်စောမှုတွေကိုနှိမ့်ချပါတော့လုပ်လို့ရတယ်။ဒါပေမဲ့ဒါအချိန်ကာလခဏအတွင်းဖြစ်တယ်။စက်မှန်တဲ့ဂုံတိတ်ခါအလားရှင်မြတ်ရှိမှသာရှိတာဖြစ်တယ်။အလားရှင်မြတ်ကတော့ပေးနိုင်တာဖြစ်တယ်။ကျွန်တော်တို့ဘဝမှာအလားလမ်းညွှန်ချက်တွေအညီဘဝကိုနေထိုင်မှတာစက်မှန်တဲ့ဂုံတိတ်ခါတွေကိုရရှိမယ်ဖြစ်တယ်ဆိုတာကိုသင်ပြလို့ ဒါတော့ကျမ်းမြေကိုရံရဲ့လမ်းညွှန်ချက်တွေနဲ့အညီကျွန်တော်တို့ဘာကြီးရဲ့ဆိုစွာလီဟာလို့ခေါ်တဲ့အစဉ်အမြဲတည်ရှိနေမဲ့ကောင်းမှုတွေကိုသင်ပြရတယ်ကျွန်တော်နည်းနည်းနေကောင်းမချုပ်ကလေးမှာဒီလမ်းမြေရမ်တန်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတခုကိုသင်ပြလိုပါတယ်ဒါကျွန်တော်တို့လူချင်းမျိုးတို့အားလုံးသိတဲ့ဆူရာဘကရာအာမ200 185မှာအလရှိမက်ကလမ်းမြေရမ်တန်နဲ့ကြုံကြိုက်တဲ့အခါမှာကျွန်တော်တို့ဆူယန်တိဆောက်ဖို့ဆိုပြီးတော့လမ်းညွှန်လာတယ်အဲ့လိုဆူယန်တိဆောက်ဖို့ဆိုတဲ့လမ်းညွှန်ချက်တွေမှာကျွန်တော်ဒီနေ့အဓိက highlight လုပ်ပြီးပြောခြင်းနဲ့အစိပ်ပိုင်းလေးတခုကဘာပြောလဲဆိုတော့ယူရီဒလာဟုတ်ဘီကွန်ဘလို့ယုဆိုတာဝလာယူရီဒူဘီကွန်ဘလို့ဥဆိုတာဆွေရတိဆောက်ဖို့အနာရှင်မကပြောပြီးတော့ကျွန်တော်တို့ဆွေရန်တိဆောက်ဖို့အခက်အခဲရှိတယ်နေမကောင်းတာပဲဖြစ်ဖြစ်ခရီးသွားတာပဲဖြစ်ဖြစ်တခုခုအခက်အခဲရှိတဲ့အခါမှာအဲ့အဲ့ဆွေရန်ကိုအတင်းတို့ပြန်လဲဖြည့်ပြီးတော့တိဆောက်ဆိုတဲ့အကြောင်းအရာပြီးတော့အလာရှင်မကဘာပြောလဲအလာရှင်မကလည်းတင်းတို့အတွက်တကယ်ပဲလွယ်ကူမှုလို့ရှိတယ်ခက်ခဲမှုလို့မရှိဘူး ဒီတော့ဒီအရက်ကိုကျွန်တော်တို့ဒီအစ္စလာမ်ရဲ့ဆွေးနွေးပွဲတွေ forum တွေ website တွေမှာဆွေးနွေးကြတယ်။အလားဘလို့မျိုးပဲဗျာ။ခလေးအတွင်းနဲ့စဉ်းစားတယ်။အလားကျွန်တော်တို့ကိုဝါရှောင်းလိုက်နေအစားတောက်လည်းမစားနိုင်ဘူး။ရေလည်းမတောက်နိုင်ဘူး။ခီးသွားလို့ပြည့်ရင်လည်းဘာအောင်ပြန်ဖြစ်ခံတယ်။ဘလို့မျိုးလွယ်ကူစေတာလဲ။ဒါကဘလို့လွယ်ကူမှာလဲဆိုပြီးတော့စဉ်းစားကြတယ်။အဲ့လိုစဉ်းစားတဲ့အခါမှာအမျိုးမျိုးစဉ်းစားကြတာပေါ့ဗျာတချို့ဆွေးနွေးတဲ့လူတွေကလည်းအော်ဒါကဘာပြောတာလဲဆိုကျွန်တော်တို့လမြရတန်ပြီးတဲ့ချိန်နဲ့တခြားလတွေမှာ ဆွေရံတိဆောက်ကြည့်တယ်အဲ့ဒါအများကြီးခက်ခဲတယ်တဲ့လာမြတ်ဘန်တန်ထဲမှာဆွေရံတိဆောက်တာလွယ်ကူတယ်အဲ့လိုမျိုးပြောတဲ့လူလည်းရှိတယ်ကျွန်တော်အမြင်ကတော့ဘယ်လိုမျိုးလဲဆိုတာကျွန်တော်တို့ကဆွေရံတိဆောက်တဲ့အခါမှာကျွန်တော်တို့ကကိုဖြစ်ချင်တဲ့ဆန္ဒထက်အလရဲ့လမ်းညွှန်ချက်ဥပဒေသားကိုဦးစားပေးတတ်ကြတယ်ကျွန်တော်တို့ရာဇီကူတို့ကပူပြင်းနေနှခန်းတွေ၆တွင်းနေရေးစားတယ်ရေးတောက်ချင်တယ်ရေးအေးလေးတောက်ချင်တယ်ဒါပေမဲ့အလာကျွန်တော်တို့ကိုလမ်းညွှန်ထားတယ် အစာနဲ့ရေကိုအချိန်တိုင်းတာတစ်ခုစီရှောင်ရမယ်ဆိုတော့လမ်းကျွတ်ချက်ကိုကျွန်တော်တို့ကဦးစားပေးတယ်ကျွန်တော်တို့ဘိုက်တွေစားတယ်စားခြင်းတောက်ချက်စိတ်ရှိတယ်ဒါပေမဲ့အဲ့ဒီစိတ်တွေထက်အလလမ်းကျွတ်ချက်ကိုကျွန်တော်တို့ကဦးစားပေးတယ်ကျွန်တော်အမြင်ကအဲ့လိုကိုယ့်ရဲ့စိတ်ဆန္ဒထက်အလလမ်းကျွတ်ချက်ကိုဦးစားပေးတဲ့လုပ်ရက်တွေကကျွန်တော်တို့အတွက်လွယ်ကူမှုကိုရရှိစေမှာကျွန်တော်တို့ဘဝကိုရှောက်လန်းတဲ့အခါမှာကိုဖြစ်ချင်တဲ့ဆန္ဒအတ္တမာနခုနပြောတဲ့ရေတို့အစဉ်ပြင်းမဲ့အရာတွေ ခဏလေးအဆင်ပြေသွားမယ်တခြားလူတွေထိထိကြိုက်သွားမယ်အလားလမ်းညွန်ချက်တဲ့ဝေးဝါးမဲ့အရာတွေကိုစွန့်လွန်ပြီးတော့အလားရဲ့လမ်းညွန်ချက်ကိုအူစားပေးစိတ်နှလုံးမှာအူစားပေးပြီးလှုပ်တဲ့လှုပ်ရက်တွေကကျွန်တော်တို့ဘဝမှာခက်ခဲတွေကိုဝေးပြီးတော့လွယ်ကူမှုတွေကိုရရှိစေမယ်ဆိုတာကိုမြင်ပါတယ်ကျွန်တော်မြတ်ကိုရံမှာလဲဆိုတာနမ84ဆက်ဆက်ချင်းမှာအလားရှိဘက်ကတမန်တော်ဘာပြောလဲဆိုတော့ရာအယူဟယ်မိုဒတ်ဆွန်းအိုးခြုံလာခြုံလာတဲ့လူအပေါင်းခြုံလာခြုံလာတဲ့လူပေါ့နော် ကွန်ဖာအန်ဇင်အတင်ထပြီးတော့ကြင်ညာလိုက်ပါတယ်ဟောရဘကဖကဘူအလာရှမြတ်ကအကြီးမြတ်ဆုံးအရှင်ဖြစ်တယ်အဲ့တော့အခုနကျွန်တော်ပြောလို့မျိုးကိုယ့်ရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေကိုယ့်ရဲ့စိတ်ခံကြခံစားချက်တွေကြောက်ရွံ့မှုတွေအလိုဆန္ဒတွေလက်တလို့အစဉ်ပြည့်မဲ့အရာတွေဈေးတို့စီးပွားတွေဒါတွေအားလုံးထက်ကျွန်တော်တို့ကဝရဘကဖကဘူလို့ခေါ်တယ်တင်တို့ရဲ့ပြုစုပြူထောင်ရှင် အလားရှင်မြတ်တာလေးအကြီးမြတ်ဆုံးဖြစ်တယ်ကျွန်တော်တို့ရဲ့လုံရင်ဆန္ဒကျွန်တော်တို့ရဲ့ကြောက်ရွံ့မှုတွေကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုတွေကျွန်တော်တို့ရဲ့တားသမီးတွေကျွန်တော်တို့ရဲ့စီးပွားဥစ္စာတွေအားလုံးထက်အလားရှင်မြတ်ကကြီးမြတ်နေဆိုတဲ့ဆန္ဒကိုကျွန်တော်တို့ထိတ်တန်းထားမယ်ဦးစားပေးနိုင်မယ်ဆိုရင်တော့အင်ရှာလာကျွန်တော်တို့ရဲ့ဘဝတွေကလွယ်ကူချောမွေပြီးအလားရှင်မြတ်ပေးကမ်းမဲ့ဘာခိယတ်တို့ဆွာလီဟာလို့ခေါ်တဲ့အစဉ်အမြဲတည်ရှိနေမဲ့ကောင်းမှုတွေကိုရယူနိုင်မှာဖြစ်တယ်ဆိုတာကိုသင်ပြရတဲ့အကြောင်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် ကျွန်တော်အနေနဲ့ကြီးညာစရာအနည်းငယ်လေးရှိပါတယ်ဒီနေ့တောက်ကြနေ့ပြီးရင်တော့ဟလင်ဝေငှမဲ့အစီအစဉ်ရှိပါတယ်အလူရှင်ကတော့နိုင်ဂရုမိသားစုဖြစ်တဲ့ဦးအောင်နိုင်ဦးရဲရင်နိုင်ဦးနဲ့ဦးဝင်းခန့်နိုင်ဦးတို့ရဲ့မိသားစုရဲ့အလူဖြစ်ပါတယ်လူချင်းမြများဟလင်တွေကိုယူဆောင်သွားလို့ရပါတယ် الحمد لله الحمد لله نعمده ونستعينه ونستغفره ونعوذ بالله من شرور انفسنا ومن سيئات اعمالنا من يهد الله فلا مضل له ومن يضلل فلا هادي له واشهد ان لا اله الا الله واشهد ان محمدا عبده ورسوله ان الله وملائكته يصلون على النبي يا ايها الذين امنوا صلوا عليه وسلموا تسليما ربنا آمنا بما أنزلت وتبارك رسول فاتبعنا من الشاهدين سبحان ربك رب العزة أما يصفون وسلام على المرسلين والحمد لله رب العالمين ။ဟိုစัจ java လာအပေါင်းကိုဖြစ်ထုံးစီရင်ပြီးတော့အရှင်မြတ်ကြီးနမတော်ပြီးအစပြုပါ၏။ဟိုအရှင်မြတ်ကမန်တော်မြတ်ကြီးမူဟာမတ်မုစတာဖာဆွတ်လလာအိုလိုက်ဝဆလန်တကွာအလာရှမြတ်ကြီးလမ်းတော်မှာရိုးရိုးချွတ်ချွတ်ပေးဆက်တိုက်ပွဲဝင်ခဲ့ကြတဲ့တာဝကာတာဝိကာကြီးများရဲဘော်ရဲဘက်များအားလုံးတို့အပေါ်ဆလဝတ်ဆလန်မြေတာအဖတ်ဆန်ပို့တာပါ၏။ဟိုအရှင်မြတ်ကျွန်တော်တို့အနမကျမ်းမာကြီးချိုရင်းနေသူများကိုအရှင်မြတ်အမြဲဆုံးကောင်းမွန်စေတော်မူပါ။ကွယ်လွန်အသိဆုံးသွားသူများ ဟိုအလားရှင်မြတ်ရဲ့ခြေနဲ့နှစ်သက်သူများကြီးစင်ရင်တွေအပါဝင်ဖြစ်စေတော်မူပါ။အိုးရှင်မြတ်ကျွန်တော်တို့မျိုးတို့ကိုရမ်ဇန်လမြတ်ကိုအကြောင်းပြု၍ကျွန်တော်တို့ရဲ့စူရန်ကိုအကြောင်းပြု၍ကျွန်တော်တို့၏တက္ကဝါတရားကိုအလားရှင်မြတ်သုံးမြင်ပေးသနာတော်မူပါ။အိုးရှင်မြတ်ကျွန်တော်တို့ကိုအနာဂတ်ကာလတွင်လည်းလမြတ်ရမ်ဇန်နဲ့ကြုံတွေ့နိုင်စမ်းနဲ့စူရန်တည်ဆောက်နိုင်စမ်းကိုအရှင်မြတ်ချီးမြှင့်ပေးသနာတော်မူပါ။အိုးရှင်မြတ်ကဘာတော်အသီးသီးမှာလူတွေရဲ့လောကဆောင်ရွက်မှုစိုးတွမ်းမှုတွေကြောင့်ဖြစ်ပေါ်နေတဲ့ ဒုက္ခအတိရောက်နေသူများကိုအလားရှင်မြတ်ကဲ့သင်ဆောင်မတော်မူပါသူတို့ပေါ်မှာငြိမ်းချမ်းမှုအပြပြအလားရှင်မြတ်အမြဲဆုံးကြားရောက်ပေးနာတော်မူပါ ان الله يامر بالعدل والاحسان وايتاء ذي القربى وينهى عن الفحشاء والمنكر والبغي يعظكم لعلكم تذكرون فاذكروني اذكركم واشكروا لي ولا تكفرون